哎呦！啊！အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လေးမှပြောသွားမယ်အကြောင်းအရာလေးကတော့ Lenovo ကထုတ်တဲ့ဒေါ်လာ80တန်း Lenovo C55 Digital Camera လေးပေါ့နော်သူကတော့အဓိက Blogger တွေအတွက်ကိုရည်စူးပြီးတော့ထုတ်တယ်ပေါ့နော် Blogger တွေအတွက်ကို Compact ဖြစ်အောင်ဆိုပြီးသူကထုတ်ပေးလိုက်တယ် အဲ့ဒီအကြောင်းလေးကိုကျွန်တော်ပြောသားပြမှာဖြစ်ပါတယ်အခုလက်ရှိထုတ်လိုက်တဲ့2025မှာမိတ်ဆက်သွားတယ်ပေါ့နော်အဲ့ဒီ C55 ဆိုတဲ့ model လေးကဒေါ်လာ90နဲ့ထုတ်ပေးတာဆိုတော့အရန်တန်နေပါပြီဘာလို့လဲဆိုတော့မြန်မာငွေဈေးနဲ့အခုချိန်ကျွန်တော်တွက်ကြည့်မယ်ဆိုရင်ပေါ့နော်3000လေးသိန်းဝန်းကျင်လောက်ပဲရှိမယ်နဲ့တူပဲပေါ့နော်အယွမ်အနေနဲ့ဆိုရင်သူကကျွန်တော်တို့အဲ499ယွမ်လောက်တော့ကြာမှာပေါ့တရုတ်ငွေဈေးတန်းဆိုရင်ပေါ့ Lenovo C55 digital camera လေးကဒီ blogger တွေအတွက်ကိုကျွန်တော်တို့က ဝယ်တင်လားမဝယ်တင်လားကျွန်တော်ဆွေးနွေးပေးတော့ဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့မှာတုံးပေးရတဲ့ဒီ certification ပေါ့နော်အဲ့ဒီအပိုင်းကြီးကျွန်တော်ဆက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ် JC55 digital camera လေးကိုကျွန်တော်က GD drop com မှာတွားဝယ်လို့တရားဝင်ရောင်းချနိုင်ဘူးเนาะကျွန်တော်ဝယ်လို့ရနေပါပြီဒီကင်မရာလေးကကျွန်တော်တို့ရုပ်ထွက်ဒီဒီကြကြမြင်နိုင်ဖို့ရုပ်ထွက်ကောင်းဖို့ဆိုရင်ကျွန်တော် 64MB ကျွန်တော်တို့က Sony ရဲ့ CMOS sensor ကိုတုံးပေးထားတာဖြစ်ပါတယ် ကျွန်တော်တို့ obligation အနေနဲ့က 80h digital obligation ကိုတုံးမိတာပါတယ်ဗောနော်ရုပ်ထွက်ကောင်းပြီးတော့ကျွန်တော်တို့က color texture တွေကြွစီဖို့ဆိုရင်ကျွန်တော်တို့ bullish in image processing ကိုတုံးမိတာလေဗောနော် video အနေနဲ့ကလည်းသူက 4K တောင်ရမှာဖြစ်ပါတယ်နော် K သူတော့မဟုတ်ဘူးအကောင့်သေးပေမဲ့အစိတ်ပြင်းတယ်ပြရတဲ့ဓာတ်ပုံရိုက်စနစ်တွေပါမယ်ပြီးလို့ရှိရင်ပုံစက်တိုက်ရိုက်တယ်ကျွန်တော်တို့က rush book တုံးတာပြီးတယ်ဆိုတော့ special effect တုံးတာဒါပြီးတော့ loop recording နဲ့ကျွန်တော်တို့ slow mo video တွေပါ feature တွေလည်းသုံးနိုင်တယ်ပေါ့နော်ဒီ Lenovo C55 လေးကကြတော့အဲအဓိကကတော့ EIF ရုပ်ငြိမ်စနစ်ပါသလိုတို့ကရိုက်တဲ့ပုံတွေကိုလည်းကျွန်တော် menu တွေနဲ့ကြည့်နိုင်မဲ့2.8 h လာမှာ view finder လေးလည်းသူပါမယ်ပေါ့နော်သူကအဲကျွန်တော် battery အားနေနေဆိုရင်1300 mAh ပါတယ်ပေါ့နော်ဓာတ်ပုံရိုက်ဖို့ဆိုရင်ကျွန်တော်တို့9မိနစ်120နဲ့ ဗီဒီယိုရိုက်ဖို့ဆိုရင်ကျွန်တော်တို့ကမိနစ်80စက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ် USB port နဲ့အသွင်းနိုင်ပြီးတော့ကျွန်တော်တို့128 GB အထိကို storage ထိုးနိုင်ဖို့ TF cap support ပေးထားတာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ပြောသွားတဲ့ Lenovo C55 model လေးကတော့ကျွန်တော် blogger တွေအနေနဲ့ဝယ်သင့်လားဆိုတော့ကျွန်တော်ကတော့ ဘယ်လိုပြောရမလဲဆိုတော့အခုမှစလုပ်မဲ့ဟာတွေအဲနည်းနည်းစ beginner အနေနဲ့သုံးကြည့်မယ်လို့ဆိုတော့စမ်းသုံးကြည့်တင်တယ်ထင်တယ်ဒီငွေဈေးနဲ့ဒီဒေါ်လာဈေး80နဲ့ဆိုမြန်မာငွေဈေး၃လေးသိန်းဝန်းကျင်ဆိုတော့တန်တယ်ပေါ့နော်အဲ့တော့အကျန်းအနေနဲ့သုံးမယ်ဆိုတော့စပြီးတော့အခုမှ beginner level အနေနဲ့လုပ်မယ်ဆိုတော့တန်လောက်မယ်ဟိုသုံးရတာသုံးပြရတာတန်မယ်ပြီးလို့ရှိရင်ကျွန်တော် feature လေးတွေလည်းနည်းနည်းမြင့်မြင့်လေးပါတော့အဆင်ပြေမလို့တော့ထင်တယ်ပေါ့နော် budget budget ပေါ့နော်ကိုယ်အနေနဲ့ဟိုကိုယ်ဝယ်နိုင်တဲ့အနေထားမှာရှိကျွန်တော်ဒီ blogger တွေဒီနဲ့ဆိုရင်ဒီ Osmo Pocket နဲ့ပတ်သက်တဲ့ Osmo Pocket ဟိုပိုကယူယူပေါ့နော်ဒီ2တို့3တို့ကျွန်တော် recommend ပေးတယ်အဲနည်းနည်းငွေကျွန်တော် budget နိုင်မယ်ဆိုရင်ပေါ့နော်အေးမနိုင်တဲ့သူတွေအတွက်ဆိုရင်ကျွန်တော်ကဒီ Lenovo လေးကတော့စမ်းသုံးကြည့်တင်တယ်လို့တော့ထင်တယ်ပေါ့နော်နည်းနည်း recommend ပေးခြင်းနဲ့သူရဲ့ feature လေးတွေကနည်းနည်းစုံတယ်ပေါ့နော်ဗီဒီယိုမှာဆိုလဲ 4K ပေးတာလဲကျွန်တော်တို့ဟို quality ဘိုင်းနေတယ်တော့ကျွန်တော်တော့မတည်ဘောနော်စမ်းလဲကျွန်တော်ရှိကျွန်တော်မစမ်းကြည့်ရသေးတော့ကျွန်တော်လဲစမ်းသုံးကြည့်ခြင်းပါတယ်ပေါ့နော်စမ်းသုံးကြည့်ဖို့လဲကျွန်တော်အခုလက်ရှိ ဝယ်ပြီးတော့စမ်းသုံးကြည့်ကျင်တယ်ပေါ့နော်အဲအခုအဲ့ဒါလေးကိုကျွန်တော်ကအကြံပြုကျင်ပါတယ်ဒေါ်လာ80နဲ့ဆိုတော့မိတ်ဆွေတော်တော်တန်ပါတယ်ဆက်ဖိုင်လေးကိုဝယ်တင်လားမဝယ်တင်လားဆိုတာကိုမိတ်ဆွေကျွန်တော်အခုပြောထားတဲ့အချက်လေးတွေနဲ့ပြန်ပြီးတော့စမ်းစစ်ကြည့်လိုက်ပါကိုက budget အနေနဲ့သုံးမယ် beginner level အနေနဲ့သုံးမယ်ဆိုတော့ဒါလေးကိုဝယ်တင်တယ်လို့ထင်တယ်ဒါမှမဟုတ်ကိုကဒီတိုင်းပဲအပြိုတန်းတော့ဝယ်သုံးပြီးတော့စမ်းကြည့်မယ်ဆိုလဲဝယ်တင်ပါတယ်ဒါကတော့မိတ်ဆွေရေပေါ်ပဲမူတည်တယ်ပေါ့နော်ကျွန်တော်ကတော့ data sheet သူ့ရဲ့ ေါင်းစည်းလေးတွေနဲ့သူရဲ့ certification လေးတွေသူရဲ့အတတ်ကျအားနည်းချက်လေးတွေကျွန်တော်ပြောပြသွားရတယ်ပေါ့နော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဟောရဲ့ Talky Blog Channel လေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like နဲ့ subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ် bye bye